မင်္ဂလာပါဒီနေ့ဆွေးနွေးမှုမှာတော့ Myeloplasticity အကြောင်းပြောကြရအောင်ဦးနောက်ကအတွေ့အကြုံတွေပေါ်မူတည်ပြီးဘလို့လေးလာသင်ယူပြောင်းလဲနိုင်တယ်လေပေါ့ဟုတ်ကဲ့အထူးသဖြင့်အာယုံကျော်သိပ်ပံပညာရှင် Andrew Huberman ရဲ့လေးလာတွေ့ရှိချက်တွေထဲကနေစိတ်ဝင်စားစရာအချက်လေးတွေထုတ်ပြီးတော့လေအေးကို့ရဲ့အာယုံစူးစမ်းမှုနဲ့သင်ယူနိုင်စွမ်းကိုဘလို့တိုးတက်အောင်လုပ်မလဲဆိုတဲ့လက်တွေ့နည်းလမ်းတွေရှာကြည့်ကြပါပါဟုတ်ကဲ့ Neuroplasticity ဆိုတာကတော့အခြေခံအားဖြင့် အာယုံကျိုး system ကသူ့ဘာသာသူပြောင်းလဲနိုင်တဲ့စွမ်းရည်ကိုပြောတာပါ အတွေ့အကြုံတွေကြောင့်ပြောင်းလဲတာပေါ့ဟုတ်ကဲ့ဒါကဘဝသူရှောင်းလုံးခစ်တော့ဖြစ်နိုင်ပါ रे ဒါပေမဲ့လေကလေးဘဝနဲ့လူကြီးဘဝမှာဖြစ်တဲ့ပုံစံအဲယန်ထရကနည်းနည်းကွာတယ်ရှင်အော်ဘလို့ကွာတာပါလေအဲ့ဒါလေးစိတ်ဝင်စားတယ်ငငယ်ကဆိုတင်ဟတာလွယ်တယ်လို့ပဲဟုတ်တယ်ကလေးဘဝဦးနောက်ကရွှင်စေးလို့ပဲကြုံနှမြကနေပုံထွင်းလို့ရတယ်လွယ်လွယ်ကူကူတင်ယူနိုင်တယ်ပြောင်းလဲနိုင်တယ် ဒါပေမဲ့အသက်25လောက်ကျော်လာရင်အရွယ်ရောက်လာတဲ့အခါကျတော့အဲ့ဒီလိုအလိုလိုပြောင်းလဲဖို့ကခက်သွားပြီ။တိတံအခြေအနေတွေလိုလာပြီ။အဲ့ဒါကြောင့်ကိုအသက်တစ်ခုခုတင်ဖို့ဆိုအရန်အားစိတ်ထိုးရတဲ့အာယုံစိုက်ရတဲ့ဖြစ်လာတာ။တော်တော်လေးဟုတ်ပါတယ်။လူကြီးဦးနောက်ပြောင်းလဲမှု အဲ plasticity ဖြစ်ဖို့ဆိုရင်လေအလိုလျောက်မဟုတ်တော့ဘူးဟုတ်ကဲ့ကြုံမြအရာတိုင်းကဦးနောက်ကိုပြောင်းလဲစေတယ်ဆိုတဲ့အယူဆကကလေးတွေအတွက်တော့ဟုတ်နိုင်ပြီမေလူကြီးတွေအတွက်တော့မဟုတ်တော့ဘူးပေါ့ဒါဆိုလူကြီးအတွက်အဓိကတော့ချက်ကဘာဖြစ်မလဲအဓိကတော့ချက်ကပြင်းထန်တဲ့အာယုံစူးစိုက်မှုပါပဲအာယုံစူးစိုက်မှုဟုတ်ပါတယ် Mers the niche ဆိုတဲ့သူတေတီရဲ့စမ်းသပ်မှုတစ်ခုရှိရယ်လက်ချောင်ထိတ်နဲ့အဖူလေးရီရဲ့အကွာအဝေးကိုခွေးချခိုင်းတဲ့အခါ ဲ့ဒီလက်နဲ့ဆိုင်တဲ့ဦးနောက်အစိပ်ပိုင်းမှာပြောင်းလဲမှုတွေဖြစ်လာတယ်။အေးဟုတ်ကဲ့။ဒါပေမဲ့လေနောက်တစ်ခါကျတော့အဲ့ဒီအဖူလေးကိုပဲထိတွေ့ခိုင်းထားပြီးအတန်တစ်ခုခုကိုပဲအာယုံစိုက်ခိုင်းလိုက်။အော်ကိုပေရကိုရွေးပြီးတော့အာယုံစိုက်လိုက်တယ်ဆိုတာပေါ်မှာမူတည်တော့တာပေါ့။အတိကျပါပဲ။ကိုအာယုံစိုက်ရစီဦးနောက်ကလိုက်ပြောင်းလာ။ဒါဆိုရင်အဲ့ဒီအာယုံဆူဆိုင်မှုဆိုတဲ့တော့ကဦးနောက်ခင်မှာဘလို့အလုလုတာလဲ။ဘလို့ဓာတုပစ္စည်းတွေပါနေလဲ။ အဲ့ဒီမှာအထူးကအာယွန်ကြောထတ်တူ PC နှစ်ခု အရေးကြီးလာတဲ့ဟုတ်ကဲ့ဖေမောတစ်ခုက epinephrine ဒါက no cha တကြွမှု alertness ကိုဖြစ်စေလေဟွန်းဒုတိယတစ်ခုကတော့ acetylcholine ဒါကကြတော့ပင်နီယာကို focus လုပ်ရမယ်ဆိုတော့ကိုမီးမောင်းထုတ်ပြပေးတယ်ဦးနောက်ပင်စီတို့ nucleus basalis တို့ကနေထွက်တာပေါ့ epinephrine acetylcholine ဟုတ်ပါတယ်လူကြီးဘဝမှာဦးနောက်ပြောင်းလဲမှုဖြစ်ဖို့ဆိုရင် no cha မှုရောအာယွန်ဆိုင်မှုရော နှစ်ခုလုံးလိုအပ်ပါတယ်။အော်တခုတည်းမဟုတ်ဘူးပေါ့။မဟုတ်ပါဘူးနှစ်ခုလုံးလိုတယ်။ဒီဓာတ်တို့ PC တွေကလေအယုံစိုက်နေချိန်မှာအလွန်များနေတဲ့အယုံချောလမ်းကြောင်းတွေကိုဟေးဒီလမ်းကြောင်းညအရေးကြီးတယ်နော်မှတ်ထားအားဖြည့်ထားဆိုပြီးအမှတ်အထားပေးလိုက်သလိုပဲ။အိုးတကယ်ကို highlight လုပ်လိုက်သလိုမျိုးပေါ့။ဟုတ်ပါတယ်။အဲ့လို highlight လုပ်ထားမှအဲ့ဒီလမ်းကြောင်းတွေကနောက်ပိုင်းမှာပူခိုင်မာလာမှာ။ဒါနားလဲပါဘီ။ ဒါမှမဟုတ်ဒါကိုတာမန်လူတယောက်အနေနဲ့နိစိန်တင်ယူမှုမှာလက်တွေ့ဘလို့အသုံးချနိုင်မလဲအဲ့ဒီနိုးချမှုနဲ့အာယုံဆိုင်မှုအခြေအနေကိုဘလို့ဖန်တီးယူမလဲဟွန်းလက်တွေ့ကြတဲ့နည်းလမ်းတွေရှိပါတယ်ပထမဆုံးနိုးချမှုအပီနော်ဖရင်အတွက်ပေါ့ဟုတ်ကဲ့ကိုကပေးချိန်ကြီးမှာအနိုးချဆုံးအာယုံအကြီးလင်းဆုံးလဲဆိုတာတည်ထားဖို့လိုတယ်အဲ့ဒီအချိန်မှာတင်ယူဖို့စူးစမ်းတာအကောင်းဆုံးပဲမနပိုင်းလာနေလေလားစသဖြင့်ပေါ့ဟုတ်တယ်လိုအပ်ရင်ကော်ဖီလိုမျိုးကဖိန်းတက်အကူအညီနည်းနည်းပန်းဝါယူလို့ရတယ် ပြီးတော့စီအထတန်မှုပေါ့ motivation อืมတခုခုကိုတကယ်တချင်စိတ်ပြင်းပြတာမျိုးဒါအကောင်းမြင်တော်မော deadline ကနေလို့မဖြစ်မနေလွတ်ရမယ်ဆိုတော့ PR နာအစိုးမိနှမျိုးလုံးက노ကြောင်းမှုကိုမြင့်နေပေးနိုင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အရေးကြီးဆုံးအခြေခံကတော့ကောင်းကောင်းအိတ်ထားဖို့ပဲအိတ်ရေးပြည့်နေရင်ဘလို့မှအာယုံဆိုင်လို့မရဘူးလေမှန်ပါတယ်ဒုတိယကတော့အာယုံဆိုင်မှု acid calling အတွက် acid calling အတွက်အဓိကနည်းစနစ်တစ်ခုက စိတ်ပိုင်းဆိုင်ရာအာယုံဇူးဆိုင်မှုဟာအမြင်ပိုင်းဆိုင်ရာအာယုံဇူးဆိုင်မှုရဲ့နောက်ကလိုက်တယ်ဆိုတာပဲအဲ့ရဘယ်လိုမျိုးလဲဆိုလိုတာကကိုယ့်ရဲ့အကြည့်ကိုတနေရာထဲမှာစူးစိုက်ထားလိုက်တာဥမာကွန်ပျူတာစကရင်ပေါ်ကအဆက်လေးတစ်ခုတမို့စာတလုံးကိုစိုက်ကြည့်နေတာမျိုးပေါ့อืมအဲ့လိုအမြင်အာယုံကိုကြီးမြောင်းအောင်စူးစိုက်လိုက်တာက အဆက်တော့ခေါလီနဲ့ epinephrine ထုတ်လို့မှုကိုလုံဆော့ပေးနိုင်တယ်။အော်ဒါဆိုသင်ယူမှုမစခင်ခဏလောက်အဲ့လိုလေ့ကျင့်ကြည့်ရမှာပေါ့။ဟုတ်တယ်။တမနဲ့နှစ်မိနစ်လောက်အဲ့လိုအမြင်အာရုံစူးစိုက်လေ့ကျင့်တာကတကယ်အထောက်အကူပြုလေ။ဟုတ်ကဲ့။အကြွေအတန်တစ်ခုခုကိုအာရုံစိုက်ချင်ရင်တော့မျက်လုံးမိတ်ထတာပိုကောင်းတယ်။အပြင်ကအမြင်အနှောင့်အယှက်တွေမမေ့အောင်ပေါ့။အင်းမှန်တယ်။နောက်တစ်ခုကအာရုံစိုက်နေချိန်မှာနင်းတဲ့ကနာမငင်ခစ်ချင်တာစိတ်လှုံရှားသလိုခံစားရတာကပုံမှန်ပဲနော်။အဲ့ဒါ epinephrine ထွက်နေလို့။အော် ဒါဆိုစိုးရင်စရာမဟုတ်ဘူးပေါ့မဟုတ်ပါဘူးအဲ့ဒါကောင်းတဲ့လက္ခဏာတတိယချက်ကအချိန်ကြီးပါအချိန်ဘလောက်ကြာကြာအယုံဆိုင်တယ်လဲဟျူပါမန်ကတော့မိနစ်60လောက်တစ်အယုံဆိုင်ဖို့အကြံပြုထားတယ်ဒါမှအဲ့ဒီတန်းမှာတကယ်ပြင်းပြင်းထန်ထန် focus လုပ်နိုင်တဲ့အချိန်ကမိနစ်60လောက်ဖြစ်နိုင်တယ်ပေါ့တနာရီလောက်ဟုတ်တယ်အရေးကြီးတာကအဲ့ဒီအချိန်တွေမှာဖုန်းတို့ social media တို့လုံးဝပေးဖယ်ထားဖို့ပဲဟုတ်ကဲ့အနောက်ချက်ဒီပေါ့อืมပြီးတော့ အယုံလွင်းတွင်းစိတ်မပြတ်ပင်နဲ့ခုနပြောတဲ့အမြာယုံကိုပြန်တုံးပြီးဥမာစာအုပ်ပေါ်ကစာချောင်းကိုပြန်ဆိုင်ကြည့်တာမျိုးနဲ့အယုံဆိုင်မှုကိုပြန်ချင်းရမယ်။ဟုတ်ပြီ။ဒါဆိုပြင်းပြင်းထန်ထန်အယုံဆိုင်ပြီးတင်ယူပြီးပြီဆိုပါစို့။အဲ့ဒီနောက်မှာတော့ဘာဆက်လို့ရမလဲဒီတိုင်းထားလိုက်ရင်တက်သွားပြီလား။အဲ့ဒီမှာအရေးကြီးတဲ့နောက်တစ်ပိုင်းလာပါပြီ။အဲ့ဒါကအိပ်ဆက်ခြင်းနဲ့ Non Sleep Deep Rest NSDR ပါ။ NSDR ဟုတ်ကဲ့အိမ်မပြုတ်ပင်မဲ့နေရှိုင်းစွာအနာယူခြင်းပေါ့။ တကယ်တမ်းဦးနောက်ထဲမှာအဲ့ဒီအာယုံကျော်ဆက်သွယ်မှုတွေအမှန်တကယ်ပြောင်းလဲပြီးခိုင်မာသွားတဲ့ဖြစ်စဉ်ကကောင်းကောင်းအိပ်ပျော်နေတဲ့ချိန်မှာအဓိကဖြစ်တာပါ။အော်အဲ့ချိန်မှာဖြစ်တာလား။ဟုတ်ပါတယ်။ပြီးတော့လေးလာမှုတွေရာတင်ယူမှုပြီးပြီးချင်းမိနစ်20လောက် NSDR လို့တာဒါမှမဟုတ်တရေလောက်အိတ်လိုက်တာကမှတ်ညံခိုင်းမှအိုးကိုတီးတီးတာတာဒုတက်စေတယ်လို့တွေ့ရတယ်။ဒါဆိုစ조사တင်ယူတဲ့အပိုင်းကတပိုင်းအနာယူပြီးခိုင်းမှအိုးလို့တဲ့အပိုင်းကတပိုင်းပို့အတီးကြပဲ တင်ယူမှုဆိုတာအာထုတ်တဲ့အပိုင်းတစ်ခုတည်းမဟုတ်ဘူးအနာယူတဲ့အပိုင်းကလည်းမရှိမဖြစ်အရေးကြီးတယ်ဒါဆိုဒီနေ့ဆွန်ယူခရာဒီကိုအနစ်ချုပ်ရရင်လူကြီးဘဝမှာထိထိရောက်ရောက်တင်ယူဖို့ဆိုရင်တမင်တကာဖန်တီးထားတဲ့နိုးကြမှုနဲ့ပြင်းထန်တဲ့အာယုံဆိုင်မှုလို့တဲ့ဟုတ်ပါတယ်အဲ့ဒီအာယုံဆိုင်မှုကိုကိုယ့်ရဲ့အမြင်အာယုံကိုသုံးပြီးလုံးဆော့နိုင်တယ်ပြီးတော့တင်ပြီးတာတွေခိုင်မာဖို့အတွက်က ကောင်းကောင်းအိပ်ဖို့ဒါမှမဟုတ် NSDR လို့အနာယူမှုမျိုးလိုအပ်တယ်ပေါ့ဟုတ်ပါတယ်အဓိကအချက်တွေကထားပါပဲ နောက်ဆုံးဝင်နေနဲ့စဉ်းစားစရာလေးတခုထပ်ပြောချင်တာကလေဟုတ်ကဲ့အာယုံစူးစိုက်မှုကဥနောက်ကိုပုံထွင်းနိုင်နေဆိုရင်တရားဝင်တင်ယူမှုလုပ်နေတဲ့ချိန်ဒီမဟုတ်ပဲနေ့စဉ်သတိမထားမိပဲပုံမှန်အာယုံစိုက်နေမိတဲ့အရာတွေဥမာဆိုရှယ်မီဒီယာကြည့်တာမျိုးတွေပေါ့အင်းအဲ့လိုတင်းငယ်တဲ့သတိမထားမိတဲ့အာယုံစိုက်မှုလေးတွေကတော့ကိုယ့်ရဲ့အသွေးခေါ်ခန်းစားချက်နောက်ဆုံးဥနောက် Facebook ဒီကို အချိန်ကြာလာတာလေးအမြဘလို့များတိတ်တဆိတ်ဖုံဖော်နေနိုင်မလဲဆိုတာလေးပေါ့အိုး ဒါစဉ်းစားစရာပဲကိုဘာကိုအာယုံဆိုင်နေတယ်လဲဆိုတာကကိုဘလူလူဖြစ်လာမလဲဆိုတာကိုပုံဖော်နေတာမျိုးဖြစ်လိုက်တာပေါ့ဟုတ်ပါပြီအဲ့ဒါလေးကိုလည်းတတိပြုစရာအချက်တစ်ခုအနေနဲ့ထားခင့်ချင်ပါတယ်